်ချင်းနောက်ထပ်တကူတယောက်ကလက်ပတ်ကိုတွေ့သွား။ဟာဟဲ့အောင်လေသူ့လက်ကလက်ပတ်ကိုကြည့်စမ်း။အဲ့ဟာဗန်နန်းကားတွေကလက်ပတ်ပဲကွာလက်ပတ်ပဲ။ဒါဒါဆိုသူ့မှာဗန်နန်းတွေကလိုမျိုးအစွမ်းနေရှိနေရလားမသိဘူးနော်။ဟွန်းသိဟုတ်တာပေါ့ဗျာ။ကဲကျွန်တော်မှအခြေသိမ့်မြလို့၃မိနစ်တွင်ကိုကြီးတို့သူ့ရောက်ကိုအမောက်သိပ်ပြင်မှာ။အမမရွာရဲ့တာယာရဲ့နေလီမှာတော့ဖိုတူတယောက်မသားမယာနဲ့ပြင်းနေရတယ် လူဆောင်ကောင်းဝင်လို့တာအခုတော့ပြေးနေရပြီအမေကြီးပြေးနေရပြီအနောက်ကနေလေလူမိုက်နှစ်ယောက်ကတဲကြီးမဲကြီးနဲ့လိုက်နေကြတယ်ဖြောင်းလေမိမိမလွယ်ဘူးနော်မပြေးနဲ့မပြေးနဲ့ကြာလိုက်မှာတော့ပြေးရမှာပေါ့ဗျပြေးရမှာပေါ့ဒီလိုနေပြေးနေရကနေရုတ်တရက်ဆိုတယ်လို့အောက်မှာကြာနေရဲ့ပစ္စည်းလေးတစ်ခုကိုခလုတ်တိုက်ပြသွားတယ်ဖိုတူလေခြောက်နာသွားတဲ့အတွက်ကြောင့်အမလေးဗျအရှိတဲမှာနာလိုက်တာဘာကြီးလဲဘာပစ္စည်းလေးလဲဟာ ငုံကြည့်လိုက်ချိန်မှာအဲ့ဒီပစ္စည်းကသူ့လက်မှာရုတ်တရက်ဆိုသလိုလာပတ်သွားလို့လေဖိုတူလည်းလမ်းဖြန်သွားတယ်ဟာငါလည်းမပါကြီးလေအတင်းတွေချင်းနေပြီမေလက်မှာပန်နေတဲ့အရာကတော့မပြုတ်သွားခင်ပါအဲ့ဒီချိန်မှာပဲအနောက်ကနေလူမိုက်တစ်ယောက်ကဇက်တိုက်လိုက်လာနေအောင်ဆိုတော့ဖိုတူလည်းဟာမသိတော့ဘူးကွာအရင်ဆုံးပြေးမှပဲရမယ်ဆိုပြီးအစွမ်းကုန်ထွက်ပြေးရတယ်။ဒါမှဖိုတူနဲ့တွေ့တော့ငပိယဖျောက်ဖိုတူ ဘာလို့ပြေးနေရလဲကွာဘာလဲအကြီးပြုံးလိုက်ရိုက်လို့လားဒါနေ့ကိုတူအောင်အနောက်ကလူတွေကို လက်ညှိုးထိုးပြပြီးတော့ထွက်ပြေးသွားတော့လေငပိန်လဲပို့ထူးနေတူရောင်းရောင်ပြေးဟာဟဲ့ဘာလို့လဲဟာမင်းနောက်ကလိုက်နေတဲ့လူညောက်ကဘသူတွေလဲကြောက်စရာကြီးကွာဒါနေ့ပို့တူအောင်ပြင်းရင်းနဲ့ပြောပြတော့လေပို့ထူးတယောက်မနဲ့ငါးစီးတဲ့ကိုငါးသောင်းရောရောင်းနေသူကလူတယောက်ကိုအလေးကိုပြီးထည့်ပေးနေတယ်ဒါအောင်မြင်တော့ပို့ထူးအောင်ဥလိ ဦးလေးလေးကငါးချက်သာအောင်လုပ်နေရဲ့ဗျဖိုးသူအဲ့လိုပြောလိုက်တော့ဆိုင်ရှင်ကလေဟဲ့ကလေးဘာလာပြောနေရလဲကွာဟမ်ဒါဆိုကတားဆက်ကိုကျွန်တော်ဘက်ကိုပြလိုက်ဗျာဖိုးသူအဲ့လိုပြောလိုက်တော့မှဈေးဝယ်လေကတားဆက်ကိုလမ်းကြည့်လိုက်တယ်ဟာဟုတ်တာပဲငါးချက်သာချက်ချက်လုပ်နေရပြီဒါဘယ်လိုလုပ်တာလဲဈေးအောင်တော့တိတိကျကျရောက်မှာပေါ့ရှင်ဆိုင်ရှင်လေးချွေးတွေပြန်သွားတယ်အကျုပ်တောင်းတောင်းမှန်ပါလေဗျာပြန်ပြန်ထည့်ပေးပါမယ်တော်ပြီတော်ပြီမလို့ခြင်းတော့ ရှစ်ဆိုင်လေးဘယ်တော့မှမဝင်ဘူးအဲ့လိုပြောပြီးထွက်သွားတဲ့အတွက်ဆန်ရှင်ကဖိုးတူဘက်ကိုလှည့်တယ်ငါစီဝါရီကိုဒုံးနဲ့တိုးတယ်ပေါ့ဟုတ်လားဖျောက်ပြီမင်းဘယ်ဆိုင်ရလဲဘသူကလှုပ်လိုက်တာဟာဘယ်ဆိုင်ရမှာမဟုတ်ဘူးဗျကျွန်တော်ကဈေးဝင်အေးဒါဆိုမင်းကြောင့်မရောင်းလိုက်ရတဲ့ဒီငါ့ကိုမင်းဝင်မဝင်ပါဘူးအလေးမှမမှန်တာအလေးမှန်နေဆိုင်မှာပဲတော့ဝင်မှာပေါ့ဗျဖိုးတူလဲအဲ့လိုပြောပြီးတော့ထွက်သွားတော့လေပြင်းနေနေငပိအောင် အခုမင်းနောက်လိုက်နေရကအဲ့ဒီဈေးတယ်လားမဟုတ်ဘူးသူတပည့်တွေရလေသူ့ကိုငါဈေးထဲမှာအရှက်ရအောင်လုပ်တယ်ဆိုပြီးငါ့ကိုဆုံးမဖို့လှည့်လိုက်တာရေကွအဲ့ဒီအချိန်နဲ့ပင်ကဖိုးထူးလက်ကနိုင်ကိုမြင်သွားတယ်မင်းကနိုင်ရီဘာရင်နဲ့ပါလားဟာအေးဟုတ်တယ်ဒီနိုင်ရဘာလဲမသိဘူးငါ့လက်မှာရုတ်တရက်ဆက်သလိုလာပတ်ပြီးတော့ပြန်ချွတ်လို့လည်းမရဘူးကွဘာလဲမသိဘူးငါပင်ဟဲ့မင်းနိုင်ကိုဖွင့်ကြည့်လိုက် ဖွင့်ကြည့်လိုက်ဒါနဲ့ဖိုးထူးလက်နိုင်ကိုဖွင့်ကြည့်လိုက်တယ်အဲ့ဒီအချိန်မှာ မတိမတ်တာလို့တဲ့အရာမျိုးကိုနိုင်ရီကနေတွေ့သွားအောင်ဆိုတော့ပို့သူလေးဟောင်းဟောင်းဒါဒါဗန်နဲနဲ့ကနိုင်လူကြီးကအကောင်အကောင်နေပြောင်းလို့ရတယ်ရသိလားအေးဒါဆိုလေမပြေးနဲ့တော့အကောင်တကောင်ရွေးပြီးတော့တိုက်ခိုက်လိုက်ပြေဖြစ်ပါမလားကွာကစားစရာနိုင်ရီဆိုဘယ်လိုလုပ်မလဲငါခမ်းမှာဒါပဲဖြစ်ဖြစ်စမ်းကြည့်လို့အရှုံးမရှိပါဘူးကစားစရာနိုင်ရီဆိုတော့လေနောက်မတော့ရုံပေါ့ကွာငါပိန်အဲ့လိုပြောတာနေပို့သူလေးသူကြိုက်ဆုံး မင်းလူသားအကာပေါ်ဆောင်ပြောင်းပြီးတော့နိုင်ကိုနှိပ်ချလိုက်တယ်။ရုတ်တရက်ဆိုတယ်လို့ပိုတူပြင်းနေရလဲရက်သွားခဲ့ပြီးတော့ခန္ဓာကိုယ်ကနေတကုတ်ကုတ်ကိုပုံစံပြောင်းသားတယ်လို့ခံစားနေရတယ်။ဒါပေမဲ့လေအပြင်းမန်းပုံစံကမပြောင်းသွားတာဆိုတော့ပိုတူကဟာဟဲ့ငါပဲပုံပုံစံတော့မပြောင်းသွားဘူးကွာ။ဟိုရရမှာမလားကွာရမှာမလား။မင်းမင်းနဲ့စက်မြစ်ကြည့်ကွာစက်မြစ်ကြည့်။ဒါနဲ့ပိုတူလည်းငါပိန်ပြောတယ်လို့မီးထွက်မထွက်သိချင်တာနဲ့မင်းနဲ့စက်မြစ်ကြည့် ဖိုတူလက်တရာနေမိတွေထွက်လာတာဆိုတော့ငပိန်ကတော့ဘေးကနေကြည့်ပြီးတော့ဒါဆိုရင်ရပြီပြန်ချတော့မပြင်းနဲ့မောတာပဲရှိအဲ့လိုပြောပြီးတော့အနောက်ကနေလိုက်လာတဲ့လူနှယောက်ကိုရက်ဆောင်နေလိုက်ကြတယ်လူနှယောက်ရောက်လာချိန်မှာသူတို့လေမောဟိုက်နေကြမှာမောလိုက်တာကွာတော်တော်ပြေးနိုင်နေကလေးပဲဒါမဲ့အခုတော့မစ်ပါတတ်နိုင်တယ်မပြေးနိုင်တော့ဘူးလားဟာမပြေးပဲနဲ့တိုက်ခိုက်တော့မလို့ဗျအောက်မှာလက်တောက်လောက်လေးရမြန်ဘယ်ရောက်တော့ကျူတင်ပြင်ဆင်ထားလို့ရအောင်လို့ ရေရီတော့ခတ်နေလူမိုက်ကဒါကိုမြင်လိုက်တော့ဟိုကောင်လေးကဘာလုပ်နေရတော့ဟာဒါနဲ့လူမိုက်နောက်တစ်ယောက်ကဘာလုပ်လို့ပေါ့ကွာမတို့စီရင်ရှင်းရမှာကဒီအောင်ပြီစုနဲ့တယောက်ပဲချသွားမြင်မြန်လူမိုက်နှစ်ယောက်နဲ့ပိုတူစီကိုပြေးလာပြီးတိုက်ခိုက်ဖို့လုပ်ချင်တယ်ပိုတူကသူ့ရဲ့လက်ကထွက်တဲ့မီးရင်နဲ့ပြစ်ပြီးတော့တားလိုက်တယ်လူမိုက်နှစ်ယောက်လည်းလန့်သွားတယ်ဟာဒီကလေးဒီကလေးလက်တည်းကမီးထွက်နေရဲ့ဟာမီးထွက်နေရဲ့ မီးတွန်လေသူကကလေးပါကွာလာစမ်းမမင်းမြတ်ဘောစီကကြာလို့ငါတို့ပြောနေမှာသူ့ကိုခေါ်တော့မှရမှာကွာအဲ့လိုနဲ့လူမိုက်တွေလည်းဖိုးတူးစီကိုရှေ့ဆက်ထူလာကြတယ်ဖိုးတူးကလည်းမီးတွေနဲ့တောက်လျှောက်ပြင်းနေခဲ့ပြီးတော့ရှေ့တုံးမြောင်လုံးနေပြီမင်းဘလို့မှမရတော့တဲ့အဆောင်လူမိုက်နဲ့ကိုလင်းမထားပြီးတော့မီးတွေနဲ့ပပက်လေပြက်လိုက်တယ်လူမိုက်မြောက်ကဟာမီးမီးဝိုင်းနေပြီကွာမီးဝိုင်းနေပြီငါငါတို့ထွက်မရတော့ဘူးထွက်မရတော့ဘလို့လို့ကြောင်အဲ့ဒီအချိန်မှာ ပိုးတူကမိလေးကိုဝင်သွားပြီးတော့အငိုင်းမိနေတဲ့လူမိုင်းနှစ်ယောက်ကိုဆော့ဘလွန်တီးပြလိုက်တယ်။လူမိုင်းနှစ်ယောက်လည်းမိလေးဝိုင်းနေတဲ့ကြားထဲမှာရုတ်တရက်ဝင်လာပြီးတော့တိုက်ခိုက်တဲ့ပိုးတူကြောင့်အငိုင်းမိပြီးတိမိသွားကြတယ်။အဲနောက်တော့မိလူသားပြေတုံးလိုက်တဲ့အချိန်ကလည်းပြည့်သွားတာဆိုတော့ဟာသွားပြီအချိန်ပြည့်သွားပြီဒါနေပိုးတူလည်းငပိတ်ကိုလှမ်းဟောခေါ်တော့တယ်အဲ့တော့မှငပိတ်ရှောင်းလာပြီး အသင်းဆောင်သားတွေရေပုံနဲ့မီးတွေကိုပတ်လိုက်တော့မှဟောတော်သေးရပါကွာနိုင်ရရုတ်တရက်ဆိုလို့အချိန်ပြည့်သွားတာမင်းကတော့ယူနီဖောင်းအပေးရလက်ဆောင်ကြီးကြီးကိုရလိုက်တာပဲပို့တော့ဒါမဲ့ဒီလက်ဆောင်ကအန်ရဲများမယ်လို့တော့ငါထင်နေကွာမင်းအသေးစားလေးတော့ဂရုစိုက်ပြီးသုံးဒီလိုနဲ့ငပိန်နဲ့လမ်းခွဲပြီးပြန်လာနေလမ်းမှာစတိုးဆိုင်နေရနေတော့ဘောတယောက်အလန့်တကြောင်ထွက်ပြေးလာတာကိုမြင်လိုက်တယ် ဖို့တူလေဟဲ့အောင်တို့ပေါ့ဘာဖြစ်လာလဲကွအထင်းမှာစရိုးဆိုင်ကိုတကိုးတွေဝင်ပေါက်နေကြတယ်ကွဇီးဝဲနေရလူတွေရောမသိဘူးဟိုအထင်းမှာပဲတင်နေဟိုအထင်းမှာပဲတော်ဘောစီကစကားနဲ့ဆုံအောင်ဖို့တူလေဘရုံးသုံးမဖြစ်နေရစရိုးဆိုင်နေကိုဝင်ပြေးသွားတယ်တော်ဘောကဟဲ့အောင်ဖို့တူအဲ့ဒါဘာယူထားတာလဲဟာပြန်လာခဲ့ဒါမဲ့လေဖို့တူကတဲကိုဝင်သွားပြီးပြီဆိုတော့တော်ဘောနဲ့အနောက်ကနေပြေးဝင်သွားတယ် အတရားလူတွေအလုံးနဲ့စိုက်နှုံးဝင်လာတဲ့ပို့ထုနဲ့တို့ပေါ်တွေ့တော့လူတွေကဒုစမ်းဖြစ်နေကြတယ်။တို့ပေါ်ကဟောင်ပို့ထုသူများကြီးထွက်ပြေးနေအောင်မင်းကဗာဟီးရိုးဝင်လုံနေရလဲကွာ။စိုက်ရှင်ဦးကျူပမာလေးမသိဘူး။စိုက်နှင်းမှာပဲရှိမယ်ထင်တယ်။ဒါနဲ့မင်းအဲ့ဒီအဲ့ဒီနိုင်ကိုဘယ်ကနေရတာလဲကနောက်မှပြောပြမယ်။ဦးကျူကိုအရင်လိုက်ရှာရအောင်။မင်းဟိုဘက်မှာသွားရှာ။ငါဒီဘက်မှာရှာလိုက်။အဲ့လိုပြောပြီးတော့နှစ်ယောက်ခွဲလိုလိုက်ရှာကြတယ်။ တနည်းအားရောက်တော့တော့ဘောကဆန်ရှင်ဦးကျူနဲ့တကူးခွဲကိုတွေ့သွားတယ်။ဟာဟိုကောင်ဖူးတူကဘယ်ရောက်နေရလဲ။အခုတည်းထိမတွေ့သေးရလားမသိဘူး။အဲ့ဒီအချိန်ဦးကျူကတုတ်ပုံးကိုမြင်သွားတယ်။ဟေးတုတ်ပုံးဘာလုပ်နေရလဲ။ပြေးလေကွာပြေးပြေးတော့တုတ်ပုံးလည်းဘာလုပ်လို့လုံးဝမမသိဖြစ်နေတော့တာပါ။တကူးသုံးယောက်တည်းဟာတယောက်ကဘာလဲဟီးရိုးလာလို့တာလား။ဘောပေါလီဝက်သားတို့တို့ဖြစ်သွားမယ်နော်။တော်အဲ့လိုပြောပြီးတော့ဦးကျူးကိုထမင်းနေပြန်တယ်။ အသားမနာခြင်းဘူးဆိုရင်အန်ဆွဲတော်ပါမလေးပြောမလုပ်ပါနဲ့ကွယ်ဦးလေးဆိုင်ကအဲ့လောက်လေးရောင်းရတာမဟုတ်ပါဘူးအမျက်တော်မနေကြအောင်လို့လုပ်နေရတာပါဟဲ့လူကြီးခမရဘသူ့ကိုဘက်ကီးလာရဲ့ချင်နေရဟမ်ခုနကရင်ခမရဆိုင်ပါလေလူတွေအုပ်လိုက်ကြီးထွက်ပြေးသွားတာကြောက်လို့မြင်ပြီးပြီအဲ့လိုပြောပြီးတော့ဦးကျူးကိုထိုးချိတ်တော်နေတုတ်ပေါ်နေဟာဟိုကောင်ဟိုသူမြင်မြင်လာပါတော့ကွာမြင်မြင်လာပါတော့တပတ်မှလေးဘိုးသူကနိုင်ရချက်ချင်းပြောင်းလို့မရသေးတဲ့အတွက်မဝင်သေးဘဲနဲ့ အခြေအနေကိုအကဲခံနေတယ်။နိုင်ရလည်းရလိုက်ပါတော့ဟမြင့်မြန်။အဲဒီတော့မှနိုင်ရပြန်ရသွားပြီးတော့ချက်ချင်းဆိုသလိုပိုတူနဲ့နိုင်ကိုလှည့်လို့နှိမ်မြန်တဲ့အကောင်ပုံစံကိုပြောင်းလိုက်တယ်။ချက်ချင်းဆိုသလိုခန္ဓာကိုယ်ရဲ့ကိုစွန့်ရင်တကူဝင်လာသလိုဖြစ်ပြီးပိုတူကိုလည်းတွေ့ရပေါ်ပါသွားတော့လေ။ဟာတတော်ပေါ်ပါသွားတာလေ။ပိုတူလည်းစိတ်သိမ့်ဖြစ်ပြီးဆိုတော့မှဥကျူလိုရှိနေတဲ့နေရာကိုပြေးသွားလိုက်တယ်ခဏအကြာမှာဥကျူနဲ့တော့ဘောကိုလူမိုက်တွေကြားနေပွင့်ချင်လိုက်ပြီး အပြင်ကိုခေါ်လာခဲ့လိုက်တယ်။ဦးကျူကဖို့တူမိဘလုံးလုံးတော်ပေါ်မင်းဦးကျူကိုလွန်ကျုံတဲ့နေရာခေါ်သွားတော့ဒီနေအောင်ကထိတ်တာပြီ။ပြီးရင်ရွာလူကြီးဦးကျိုင်ကမှခေါ်လာခဲ့တော်ပေါ်ကိုအဲ့လိုပြောပြီးတော့သူကတော့ဆိုင်ထဲကိုပြန်ဝင်သွားခဲ့တယ်။ဆိုင်ထဲမှာတော့တကိုးတွေကမျက်လုံးနဲ့အချိန်ချောင်းဦးကျူပြောက်သွားတာကိုမသိလိုက်ပြီးနဲ့ဖြစ်နေတော့တာပါ။ဟာဖိုးဘိုးတော်ကြီးဘယ်ရောက်သွားတာလဲဟာအဲ့ဒီအချိန်မှာပဲဖိုးထုရောက်လာတယ်ဘသူ့ကိုရှာနေရလေဗျ ျွန်တော်လားဖို့သူ့ကိုမြင်လိုက်တော့တကူဟာဟာဟုတ်တယ်ခုနကပြေးပြေးပြီးတော့ဝင်လာတဲ့ကလေးပဲသူပဲဆိုင်ရှင်နဲ့ဟိုမွားတော့ကလေးကိုခေါ်သွားတာတကူနောက်တစ်ယောက်လေဖို့သူ့ကိုကြည့်နေမင်းမထူးဆန်းတဲ့အစွမ်းရှိမယ်ပုံမေဟုတ်တယ်မလားအဲ့ဒီချိန်နောက်ထပ်တကူတစ်ယောက်ကလက်ပတ်ကိုတွေ့သွားတယ်ဟာဟဲ့အောင်နေသူ့လက်ကလက်ပတ်ကိုကြည့်စမ်းအဲ့ဒါဗန်နန်းကားရဲ့လက်ပတ်ပဲကွာလက်ပတ်ပဲဒါဆိုသူ့မှာဗန်နန်းတွေကလိုမျိုးအစွမ်းနေရှိနေရတာမသိဘူးနော်ဟွန်း သိဟုတ်တာပေါ့ဗျာကဲကျွန်တော်မအခြေသိမ့်မြလို့၃မိနစ်တွင်ကိုကြီးတို့တွေ့ရကိုအမောက်သိပြင်မှာကိုတူလည်းအဲ့လိုပြောပြီးတော့သူ့ရဲ့နေမြန်နဲ့ဆွမ်းအင်းတကိုးရီကြားထဲမှာပက်ပြင်းနေလိုက်ရကောင်တကိုးရီလည်းပိုတူကိုတိုက်ခိုက်ဖို့ဘလို့မှဖမ်းမမိလေပိုတူပြရလိုက်ကြည့်ရင်လည်းကောင်းနေမူနောက်လာတယ်တကိုးတယောက်ကဟေ့ဟောင်းနေသူ သူပြောတယ်အမောက်သိမယ်ဆိုတော့ပက်ပြေးလိုက်လာကွာငါငါကောင်းနေတော်တော်မူးနေပြီအဲ့လိုပြောပြီးတော့တကိုးရီလည်းသတိမိသွားကြတော့လေ အဲ့ဒီအချိန်မှာပဲတော်ဘောကရွာလူကြီးကိုခေါ်လာတာဆိုတော့ရွာလူကြီးကတကူသုံးယောက်ကိုဖမ်းခေါ်သွားတော့တယ်အဲ့နောက်တော့ဆန်ရှင်လေးတဲကိုပြောင်းဝင်လာတယ်ကျေးဇူးတမားကြီးပို့တူလိရေဟိုတယောက်တည်းဘယ်လိုလုပ်ပြီးတော့တကူတွေကိုဖမ်းနိုင်ရတာလဲပို့တူလည်းပြောပြဖို့ခက်နေအောင်ဆိုတော့သွားပြပြခဲ့ပြီးဆိုင်နှင်းကနေထွက်ပြေးလာခဲ့တော့တယ် တပတ်ယူနီဖောင်းမှလည်းသူတို့ရဲ့နိုင်ပြောက်သွားတာဆိုတော့ဂျိုသားပြည်ကြီးကစိတ်လိုနေတာပါနိုင်ကဘလို့ဖြစ်ပြီးတော့ပြောက်သွားရတာလေကျွန်တော်တို့ရဲ့တည်ယူပို့ဆောင်ရင်းရင်လမ်းမှာရုတ်တရက်တက်ခတ်ခင်ရပါတယ်အဲ့ဒီကနေမှနိုင်ကဘယ်ကူမဲမသိပြောက်ကြသွားခဲ့တာပါဂျိုသားပြည်လည်းစိတ်တူသွားတယ်အဲ့ဒါကိုအခုမှတရုံးလာတရလာတော့မြင်မြင်တွေ့အောင်ရှာအဲ့နိုင်ကမြန်မာငွေတန်းမောင်းထောင်ကြီးတန်းနေနော်အနောက်နိုင်ငံကိုတင်ပို့ရမှာမတင်ပို့နိုင်ငါတို့ငွေပြန်ရောင်းနေရလိမ့်မှာမြန်မြန်မရရတဲ့ဒီနေယူခဲ့ ဒါဟိုဒါပေမဲ့မဖြစ်နိုင်ဘာဘာဒါပေမဲ့လေဟိုအဲအဲအဲ့ဒါလေဟိုနိုင်ကြသွားတဲ့နေရာကိုတိတိကျကျမသိရသေးပေမဲ့ဖြစ်နိုင်ခြင်းများတာကတော့ဟိုလူလူသားကမာစီကိုရောက်သွားပဲဖြစ်မိပြန်ဘာလူသားတွေနဲ့ပတ်သက်နေပြန်မလားဘာပဲဖြစ်ဖြစ်နိုင်ကိုချီအားခံပြီးအမြန်လိုက်တော့ကြာနေလို့မဖြစ်ဘူးကတ်စတမာကိုစောင့်ခိုင်းထားတာအားနာဖို့ကောင်းတယ်အဲ့ဒီအချိန်မှာပဲဂျိုသားပြည်ကြီးစီကိုဖုန်းဝင်လာတော့လေဟောပြောရင်းဆိုရင်ဖုန်းဝင်လာပြီတွေ့တယ်နော် တော်မြင်မြန်တော့ရှာဂျိုသားမိရင်လည်းအမိတ်ပေးပြီးတော့ဖုန်းကိုချက်ချင်းကောက်ကင်လိုက်တယ်ဟုတ်ဟုတ်ပါတယ်အဲ့ဒါကူပြန်ရှာနေပါတယ်ဟိုသိမချခင် delivery နဲ့ပို့ပြလိုက်မယ်နော်အော်မပြောက်ပါဘူးမပြောက်ပါဘူးစိတ်ချဟိုတနေရာမှာရှိနေအခုလိုက်ရှာနေကြပြီခင်ဗျတပတ်မှလည်းဖိုတူတို့ကအရေးပေါ်ခြေနေနေလိုဝဲတွေးဆောင်ခန်းလေးမှာတွေ့နေကြတယ်မိဝိုင်းကဖိုတူလက်ကနိုင်ကိုမြင်တော့တကယ်ကြီးပဲနင်ဗန်နန်းပြစ်သွားလားဖိုတူ ပို့သူဟာမိဝိုင်းစကားကိုသဘောကျပြီးရေးလိုက်တယ်။ဘန်နှင်းပြင်တော့ကောင်းတာပဲ။နေရလေ။နေအကောင်မနဲ့ကောင်းတော့ပြောင်းနိုင်တာနဲ့။ဆယ်ကောင်မောဟမိဝိုင်းရ။ညာလေဒီမှာကြည့်။ပို့သူလည်းအဲ့လိုပြောပြီးတော့နိုင်ကိုလှည့်ပြရင်မိဝိုင်းကိုနိုင်မှာပါတဲ့အကောင်မောဇန်ကိုပြနေရပါ။ဒါနဲ့လေအကောင်ကငါးခုပဲရှိနေတာဆိုတော့ပို့သူဟာဟာအကောင်ကငါးခုပဲရှိတာဟာဘလို့ဖြစ်တာမလဲ။ဘန်ဖိုက်ဖြစ်နေပြီပဲဒါဆို။အဲ့ဒီချင်းတော်ဘုံကကြောက်ကြောက်နေ။ အခုအဲ့ဒါအရေးမကြီးဘူးဘန်တန်းနေနေဘန်ဖိုက်နေနေဟိုစကားရရလို့ဒီပစ္စည်းကိုယူဖို့ကြော်သားရေလိုက်လာရင်ဘလို့လို့မလဲအော်လိုက်လာအောင်လေဘာရေးလဲကွာစမလို့တိပြရမှာဘောကွာမင်းရလေခင်ဗျဖို့တို့မင်းခက်ဖို့မမတွေးနဲ့နော်ဂျိုသားဆိုတာမင်းကနဲ့ကချခဲ့တဲ့လူတွေလို့မဟုတ်ဘူးကွာညံနေညံနဲ့များတယ်စွမ်းပူကြီးတိုက်ရိုက်ခိုင်းရင်လေပို့သားတယ်နောက်ပြီးဒီပစ္စည်းကရေးပါရင်မင်းစီကိုသူတို့ချိန်ပြီးလာပြိုင်မှာပဲငါသိပါတယ်ကဘယ်ဟာဟိုတိုင်မဲ့ဒီနိုင်ယူငါရွေးချယ်ခဲ့တာမဟုတ်ဘူးကွာ ဒီနိုင်ရငါ့ကိုရွေးချယ်ခဲ့တာငါခုနကမင်းတို့ရှေ့ချွတ်ပြတာပဲရောက်မှမရတာဒီတော့ငါမှရွေးချယ်စရာမရှိတော့တိုက်ခဲ့မှပဲရတော့မှာသူတို့အဲ့လိုပြောနေတော့ယူနီဖာအနေလွန်လိုက်တဲ့ဂျိုသား၃ခေါက်ကပို့ဒူနိုင်ကိုနောက်ဆုံးသုံးခဲ့တဲ့စတိုးဆိုင်ကိုရောက်လာကြတယ်စတိုးဆိုင်မှာရှင်ဦးကျူးလေးဈေးဝယ်ထင်းပြီးတော့ဒီနေ့ဆိုင်ပြပါတယ်ဦးရှိမှစိုက်မို့ချိန်ထားခဲ့တယ်ဗျအဲ့ဒီချိန်ဂျိုသားကနိုင်ရဲ့ပုံသူပကြီဆောင်ရဲ့ကိုပြတယ်ဒီပုံတွေကနိုင်မျိုးဘာမှမမြင်ဘူးလေ ဒီချင်းဦးကျူလေးကြိုသားအမိမြလန့်သွားတယ်လို့ပုံနေရနိုင်ကဖိုတူလက်မှာပတ်ထားတာကိုတတိယသွားတယ်။ဒါပေမဲ့တကုတ်ကအန်ရရှိမဲ့ပုံလေးဆိုတော့မမမမြင်ဘူးပါဘူး။မမြင်ဘူးပါဘူး။ဘာလို့လဲခင်ဗျ။အဲ့ဒီအချိန်တပတ်မှလေးဖိုတူကငါခုနကမိလူသားနဲ့လင်းမြန်လူသားကိုတုံးမိသွားပြီ။အခုငါပုံစံတစ်မျိုးပြောင်းပြမယ်။ကြည့်မလားတို့ပေါ့။အဲ့လိုပြောလေတော့တို့ပေါ့ကအေးကြည့်မလေးဘာပုံစံလေးကွာ။ 음ဒီထဲမှာဆိုမင်းလူသားရဲ့လင်းမြန်လူသားရဲ့လက်လေးပန်းတဲ့လူသားရဲ့ဝိညာဉ်ပုံစံရဲ့ခွေးပုံစံပြောင်းသွားတဲ့ငါးမျိုးရှိတယ်ဟာဘယ်ပုံစံပြောင်းပြမလဲခွေးပုံစံပြောင်းပြခွေးပုံစံအေးအေးပြောင်းပြမယ်ပြောင်းပြမယ်ဒီကောင်ဖို့သူဒီလောက်အန္တရာယ်များတွေပစ္စည်းကိုကမြင်နေတယ်ကွာဟုတ်ပါဟာပြောလို့ရမှာမဟုတ်လှော့တာထားလိုက်တော့အဲ့ဒီအချိန်ရုတ်တရက်ဆိုလို့ဖို့သူဟာခွေးပုံစံပြောင်းသွားတာဆိုတော့မိမိုင်းကအံ့ဩသွားတယ်ဟဲ့ ာဘလို့ဖြစ်တာလဲဟာဘာမှဖြစ်ပါအောင်ဟာသူ့ခွေးပုံစံပြောင်းလိုက်တာခွေးပြက်သွားတော့ရီးရတယ်ဟာဟာအဲ့ဒီအချိန်မှာပဲစတိုးဆိုင်ထဲမှာကြောက်နေတဲ့ဂျိုသားတွေကနိုင်ရဲ့တီနီယာပြောင်းလာတာကိုသိလိုက်ရပြီး စတိုးဆိုင်ထဲကနေအမြန်ထွက်သွားကြတယ်ကဲဒီတော့နောက်လာမယ့်ပိုင်းမှာဖို့တူတယောက်ဒီနိုင်နဲ့ဘာရီဆက်ပြီးတော့ရင်ဆိုင်ရအောင်မလဲနိသူငယ်ချင်းတွေဖြစ်တဲ့ငပိတော်ပေါ်နေမိပိုင်းတို့တွေလည်းဘာအနေရီကြုံရမလဲဆိုတော့ ဆက်ပြီးတော့စောင့်ကြည့်လိုက်အောင်နော်။